တနင်္ဂနွေသားသမီးများအတွက်၁၇လပိုင်း၁လလုံးကံကြမ္မာ hostel နဲ့ဆောင်းဆောင်းလေးတွေကိုဆမ္မလီကတေးစိပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဆရာမကတော့တာရုံနဲ့ဗီဒီယိုရေးတဲ့များကိုပြသပေးသွားမယ်ဆမ္မလီသုံးခတ်မိပဲဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်ဆမ္မရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။ဒါဆိုရင်ဆမ္မကတနင်္ဂနွေသားသမီးတွေကပေါ့နော်။အခု၁၇လပိုင်းပေါ့နော်၂၀25ရဲ့နှစ်ကုန်၁၇လပိုင်းကိုရောက်ရှိလာပြီဖြစ်ပါရဲ့ရှင်။ဆမ္မတို့ရဲ့တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးကန်စတာကလေဒီ နှစ်ကုံလေးပို့ပြီးတော့ကန်စားတာအတက်ဘက်ကိုရောက်လေပဲဖြစ်ပါရဲ့ရှင်အရင်လားတွေတုန်းကပေါ့နော်ရလိုက်ကုံလိုက်အကျွေးတင်လိုက်လုံးချလိုက်နေရပေါ့နော်အဲ့လိုတွေဖြစ်နေတယ်ဆိုပေမဲ့လေဒီ17လပိုင်းမှာစမရိုးရဲ့တနင်္ဂနွေသားသမီးတွေကငွေကြေးတွေပြန်ပြီးတော့မြဲလာမယ်ငွေအဝင်ညားလာမယ်ငွေငွေနဲ့ထုံဝင်နဲ့ပြန်ပြီးတော့မျှတလာမယ်ပေါ့နော်အဓိကအရင်လားတွေကငွေငွေနဲ့ထုံဝင်မမျှတာလေးတွေသူများတစ်ခါရင်းနဲ့ရှင်ရင်ပေါ့နော်တနင်္ဂနွေသားသမီးတွေကတကယ်ကိုကောင်းပါသေးတယ်ရှင် အခု17လပိုင်းမှာအရင်လတွေနဲ့မတူဘူးပေါ့နော်။ကြားမကင်းရှိရတဲ့အတွက်ပေါ့နော်။ဆမားတို့ရဲ့တနည်းဝနေသားသမီးတွေက17လပိုင်းမှာတကယ်ကိုကောင်းတဲ့နေထိုင်နေလို့ပြောရမယ်ရှင့်။ကြားမတယ်ဆိုတော့ရုပ်တရက်ကြီးပွားတာဒါမှမဟုတ်ရုပ်တရက်အောင်မြင်တာရုပ်တရက်ငွေကြီးတွေပြန်ပြီးတော့အဆင်ပြေလာတာအဲ့ဒီလိုမျိုးလေးတွေကြုံတွေ့ရတတ်ပါရဲ့ရှင့်။ နှစ်ကုန်လေအညံ့တွေကုန်လူနီပါဖြစ်လာပြီပဲဖြစ်ပါရဲ့ရှင်ဆမရဲ့တနုနေတာသမီးတွေကငွေကြေးကံမကောင်းပါဘူးငွေရမမြဲပါဘူးငွေရမစုမိပါဘူးအဲ့ဒီလိုမျိုးမတွေးပါနဲ့ကိုကကောင်းတာတွေပဲလက်ခံရယူပါကောင်းတာတွေပဲရောက်လာမယ်ဆိုပြီးတော့ကိုကကိုစိတ်မှာမှတ်ယူပါတကယ်ကောင်းလာတာတွေပဲရောက်လာမှာပဲဖြစ်ပါရဲ့ရှင်ဒီ7လပိုင်းမှာပေါ့နော်ဆမတို့အရင်လားတွေကကုန်ကြသွားတဲ့ငွေကြေးဖြစ်စေဒါမှမဟုတ်ပတ်ဆက်မရှိတော့လို့ရွှေထည်ပစ္စည်းတွေရောင်းလိုက်ရတဲ့သူတွေပဲဖြစ်စေဘယ်အကြောင်းအရာမျိုးမဆိုပါတော့တန်မိုးရှိတဲ့အရာတွေကိုစီကထွက် ထွက်သွားတဲ့အရာတွေဒီစစ်တလပိုင်းမှာပြန်မြုပ်ဝင်လာခြင်းရှိပါတယ်ရှင်ကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေကပေါ့နော်အရင်လာတွေကအရှုံးပေါ်နေတဲ့သူတွေပေါ့နော်ဒီစစ်တလပိုင်းမှာပေါ့နော်ကိုဆုံးရှုံးရတဲ့ငွေကြေးထက်ပိုတဲ့ငွေကြေးရရှိခြင်းရှိပါတယ်ရှင်။တခုတတိထားပေးရမှာကတနင်္ဂနွေသသမိတွေကအယုံမလွယ်မိဖို့ပဲလို့ပါတယ်ရှင်။အယုံလွယ်ဆိုတာက online ကဖြစ်စီငွေကြေးအပြင်ဘက်ကဖြစ်စီပေါ့နော်။ငွေကြေးလင်လင်ခံရခြင်းရှိတယ်။အဲ့ဒါလေးပဲအထူးကယူဆိုင်ပေးရမှာပဲဖြစ်ပါတယ်ရှင်။ပြီးရင်ကိုကပေါ့နော်ကိုလုံးစရာရှိရဟာကိုပဲဆက်လုပ်ပါ။ ိုကကဲအကူနေတဲ့အတွက်ကိုကအလုံးလောက်ကမင်းကိုပုံမှန်လေးရှောက်နေရင်တော့တကယ်ကိုအဆင်ပြေမယ်အောင်မြင်မယ်တိုးတက်မယ်ပေါ့နော်လှုပ်သက်ပြကြိုင်သမျှတွေအဆင်ပြေလာမယ်နင်းနယ်လေးတွေဖြစ်ပါတယ်ရှင့်တနည်းငွေသားသမီးတွေကပေါ့နော်ဘသူ့ကိုမဆိုးကိုကလေစိတ်ထားစေတနာကောင်းတယ်ကိုမိသားစုပေါ်ဖြစ်စေမိသူ့အပေါ်ဖြစ်စေကိုကစိတ်ရင်းစေတနာမှန်နဲ့ကောင်းကောင်းဆက်ဆံပေးတယ်အဲ့ဒီအတွက်ပေါ့နော်ကိုရဲ့စေတနာအကျိုးပေးမဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင့်ကိုကအဲ့ဒီလိုမျိုးစိတ်ထားစေတနာကောင်းတဲ့အတွက် ကိုကိုစောက်ရှောက်နေတဲ့ပုံကိုယ်တွေကကိုကိုမာကိန်းရှိတယ်အဲ့ဒီအတွက်ကိုကမနက် ိုင်းနေဆိုရင်ပေါ့နော်အဲရေခွက်လေးတစ်ခုကိုင်ပြီးတော့တရဏဂုံရွတ်ပြီးတော့ပေါ့နော်မျက်နှာတေးပြီးရင်ကိုယ်ကိုဆောက်ရှောက်နေတဲ့ပုပ်ကိုယ်တွေပဲဖြစ်ဖြစ်နှကောင်းနှက်မြက်တွေပဲဖြစ်ဖြစ်မေတ္တာပို့အမျှဝေပေးတာပဲဖြစ်ဖြစ်လုပ်ပေးပါဒါဆိုရင်ကိုအဆင်မပြေတဲ့ငွေကြေးပိုင်းအဆင်မပြေတဲ့အရာတွေကမှပြန်ပြီးအဆင်ပြေလာမယ်တစားတစားနဲ့အောင်မြင်လာမှာကိုတွေ့ရမှာပဲဖြစ်ပါရဲ့ရှင့်ပြီးရင်အလုံးမရှိတဲ့သူတွေပေါ့နော်တနည်းငယ်သားသမီးတွေကအလုံးမရှိတဲ့သူတွေဒီစစ်တလပိုင်းမှာအလုံးရခင်ရှိရဲ့အဲ့ဒီအလုံးကြရင်လဲကိုယ့်အတွက်အကျိုးပေးမဲ့အလုံးအဲ့ဒီနေရာမှာနေရာမြဲမယ်လာစာကောင်း င်းတဲ့အလုံမျိုးကိုရရှိနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဘနုခုနေတာသမီးတွေကကိုမရောက်ဖူးတဲ့ခီးတွေပေါ့နော်။သွားရခင်ရှိရဲ။အဲဥပမာဖျားဖူးခီးထွက်တာလို့ဒါမှမဟုတ်အပျော်ခီးပေါ့နော်။အဲ့လိုထွက်ရခင်ရှိရဲ့ရှင်။ဟိုကိုရဲ့စိတ်ချမ်းသာမှုတွေဖြည်းဖြည်းချင်းရရှိလာတော့မှာပဲဖြစ်တာမို့ကိုကပေါ့နော်။ပျော်ပျော်ရွှင်ရွှင်လေးနဲ့ဒီအရာတွေလက်ခံရယူဖို့ပဲလိုပါရဲ့ရှင်။ဟိုအဓိကစိတ်ညစ်မနေနဲ့စိတ်ညစ်နေဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။ကိုကပျော်ပျော်ရွှင်ရွှင်နဲ့ပဲကိုလုံးနေကြလုပ်ငန်းတွေလုပ်သူ့ဟာသူသူအဆင်ပြေသွားလိမ့်မယ်။ကံအကူမဲ့အတွက်ကိုကလုံးနေကြလေးပဲလုပ်ရင်တော့လုံးဝကို ို့ဒီစက်တလပိုင်းကတနုကနေသားသမီးတွေအတွက်လာလို့တော့ပြောလို့ရမယ်ရှင့်ပြီးရင်ပေါ့နော်ဆက်မအထူးမှကြားချင်တာတနုကနေသားသမီးတွေပေါ့နော်သူများတကာကိုငွေချီးပေးတာ အာမခံပေးတာဂျားတွေကနေကိုကသွားပြီးအာမခံပေးတာမျိုးတွေငွေဆိုင်ချီးပေးတာမျိုးတွေမလုပ်ပါနဲ့အဲ့ဟာရဆိုရင်ကိုပြည့်မြို့ဒုက္ခပေးတတ်တယ်အဲ့ဒီအတွက်ကိုကအထူးကရုဆိုင်ပေးဖို့လိုပါတယ်ရှင်ဒုက္ခပေးတယ်ဆိုတာကလေဘယ်လိုပုံစံမျိုးလဲဆိုတော့အဲ့လူကပဲကိုအကောင်းမမြင်တာအကောင်းပြောမခံရတာအဲ့ဒီလိုမျိုးလေးကြုံတွေ့ရတတ်တာမို့လို့အထူးကရုဆိုင်ပေးဖို့လိုပါတယ်ရှင်တနင်္ဂနွေသားသမီးတွေပေါ့နော် ကျမ်းမာရေးကတော့ထွထွထူးထူးစိုးရင်စရာတော့မရှိဘူးဒါပေမဲ့အထူးသတိထားပေးရမှာကဖြစ်ပြီးသားယောဂါပေါ့နော်ဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကိုကအထူးကိယူဆိုင်ပေးရမယ်ရှင့်အိုလိုမျိုးကြီးကြီးမားမားစိုးရင်စရာတော့မရှိပါဘူးရှင့်အာအချီအချီကတော့သူနဲ့ကိုနေချာမှာဟိုတခါကြီးကြိုက်ရင်ညှိမရတဲ့အရာတွေကြောက်ပေါ့နော်။ तू ကအဖြူဆိုရင်ကိုကအမဲဖြစ်နေရမျိုးပေါ့နော်။အဲ့ဒီလူမျိုးတွေကြောက်စိတ်သဘောထားကွဲလွဲမှုတွေတွေကြုံတွေ့ရတဲ့ပေါ့နော်။အဲ့အတွက်အချီကြီးမှာအထူးကိယူဆိုင်ပေးဖို့လိုပါတယ်ရှင့်။အင်အောင်ကြီးအင်အောင်ကြီးကြတော့ ကိုနဲ့သူနဲ့ကြားဘူးတခြားသူတွေလာပြီးတော့ cloud center တွေးထိုးတာလေးတွေရှိတတ်တာမို့လို့ကိုကအရန်အထူးတတိထားပေးမယ်အချိန်ကာလတစ်ခုပဲဖြစ်ပါရဲ့ရှင်ဒါမှမပဲတီတီမမဆိုရင်ဇာတော့မရှိပါဘူးရှင်ကဲတနင်္ဂနွေသားသမီးတွေကကဲအတက်ပတ်ကိုရောက်နေတဲ့အတွက်ပေါ့နော်တကယ်ကိုအားရစရာကြီးပါနော်ဆမကတော့ပြောချင်တာပေါ့နော်ကိုကလုံနေကြလုပ်ငန်းလေးတွေကိုပဲကိုကဒီဇိုင်းမမတ်နေတာလုပ်တကယ်ကို ကိုလုံးနေကြအရာလေးပဲရွေးနေဖို့ပဲလိုရဲပေါ့နော်တကယ်ကိုအောင်မြင်တိုးတက်မဲ့နိမ့်နံလေးလည်းဖြစ်ပါရဲ့ရှင့်ဒါကြောင့်စိတ်ညစ်စရာတွေရှိနေရင်လည်းဘာမှစိတ်မညစ်ပါနဲ့တော့เนาะတကယ်ကိုစိတ်ချမ်းသာစရာမှုတွေတစားတစားနဲ့ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ရှင်။ဆရာမပြောသလိုတွေကအထောက်ပံ့နေရအောင်ငွေကြီးအင်ပြေအောင်ငွေသမျှငွေမြဲအောင်ဒုက္ခတမျှလုပ်ငန်းတွေအကုန်လုံးပေါ့เนาะတိုးတက်အောင်မြင်အောင်ပေါ့เนาะ ။ဘာအနောက်အရှက်မှမရှိဘဲနဲ့ချွတ်ချွတ်မွေ့မွေ့အစင်ပြေသွားအောင်လို့ပေါ့နော်။ပြီးရင်လုံးသမျှကန်သမျှကြံစီသမျှအရာအားလုံးလက်ဝဲပိုက်ရရှိအောင်ပေါ့နော်။ဆမကတော့ ရေရအကောင်လေးတပုတ်ပေးချင်ပါရှင်အဲ့ဒီရေတရလေးကအရန်ကိုလွယ်ကူယူရှိမှာတယ်ဆမတို့ဘာလို့ရမလဲဆိုတနင်္ဂနွေတန်သမီတွေကညစာပြရှိကိုရမြကြီးကိုပေါ့နော်နွားနို့တခွက်နဲ့ကိမ့်မုတ်ကိုချက်ပေါ့နော်ကက်လူကူစွာပေးပါရှင်ဆမရဲ့ဒီဗီဒီယိုလေးကိုစတွေ့ရနေရစပြီးတော့ပြုလုပ်လို့ရပါရှင်တရက်သေးပြုလုပ်ရမှာပဲဖြစ်ပါရှင်မနက်9:00နာရီရနေပြီးတော့မနက်7:00နာရီအတွင်းကက်လူကူစွာလို့ရပါတယ်ရှင်တနင်္ဂနွေတန်သမီတွေကလေကိုကစိတ်ထားစီတင်တာကောင်းတော့ဘယ်သူမှမယုံပါတော့ဒါပေမဲ့ကိုကိုမနာလို့အတိုက်ခိုက်လေးတွေတော့ရှိရဲ့အဲ့ဒီမနာလို့အတိုက်ခိုက်လေးတွေရှိရတဲ့အတွက်ဆမတို့ရေရေပေး းချင်တာတော့ကျွန်မအရင်ကပေးနေကြအတိုင်းလေးပဲတံမြာတိကိုလုံးအများနဲ့လှူပေးအဲ့ဒီတံမြာတိကိုလုံးကိုနွမ်းနာနေဆိုမှပြန်ပြီးတော့အတုံးမပြုတ်ပါနဲ့ဟိုအိမ်နဲ့ဝေအောင်လှုပ်ပြပေးပါဆမကရေရေရလှုပ်ထားတဲ့တံမြာတိဖြစ်တဲ့အတွက်ကိုယ်ပြန်သုံးရင်အညက်အတိုက်ခိုက်နောက်ဆက်လေးရှိရမို့လို့ကိုကပြန်အတော့မပြုတ်ဖို့လိုပါရဲ့ရှင့်ဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကိုလိုက်ရှယ်လေးလိုပေးဖို့မင်းမင်းနဲ့နော်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်း အောင်အရဟံမိမိနိနိုင်လေးတွေမှန်ထားပေးပါဆက်မလေးတူတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့်ဆက်မစီမှာဗီဒီမေးလို့ရတယ်စတာစစ်လို့ရတယ်တက်တော့မေးလို့ရတယ်ငွေကြေးတောင်ဖြစ်တဲ့အခက်ခဲတွေလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်ဆက်မစီမှာဗီဒီမေးချင်တဲ့သူတွေကဆက်မစီမှာစာပို့ပြီးတော့ booking ရယူပါ booking ယူပြီးတော့ဆက်မနဲ့အဲဘဲချိန်မှာဖုန်းဆက်ပြီးတော့မေးချင်တယ်ဆိုရင် ဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ရှင့် ပြီးရင်ဆမစီမှာရေရေအစီမံနေအဲ့လိုရရင်ဒိုင်ရိုက်တက်ဆင်ပွဲထိုးလို့ရတယ်ပေါ့နော်ဆမစီမှာဒိုင်ရိုက်တက်ဆင်ပွဲထိုးတဲ့သူမိသူကိုမဆိုဆမကရေရေဆေးဖြောင်းနိုင်ပေါ့နော်တလားစာရေရေဒိုင်ရိုက်တက်ဆင်လို့ထားတဲ့မိသူကိုမဆိုဆမလေးကလက်ဆောင်ပေးရပါဖြစ်ပါတယ်ရှင့်ပြီးရင်ဆမစီမှာစမရေမကောင်းတဲ့သူတွေစမရေကောင်းအောင်ဒါမှမဟုတ်အတိုက်ခိုက်အနောက်ချက်တွေရှိနေပြေပြောက်သွားအောင်ဒါမှမဟုတ်ဘယ်သူမှကိုယ့်ကိုမကောင်းမကြံနိုင်အောင်စီးပွားရေးလူမှုရေးစမရေအဘက်ဘက်ကဆမစီမှာအဆောင်လေးတွေပေါ့နော်လာပြီးတော့အဲ့လိုရတယ်ဒါကတော့ဘယ်ဘက်မှဝင်ဝင်ဝင်တာပေါ့နော်ဘဲတလားညာတလား ဘယ်တလပေါ့နော်၃လဝေ့ရတာပေါ့နော်ဒီအဆောင်လက်ကောက်လေးတွေဆက်မစီမှာလာရောက်ပြီးတော့အနံလို့ရပါတယ်ရှင်မိမိရဲ့နေနဲ့အလိုက်ဘာအတွက်လိုအပ်တာလဲကျမကြီးဆိုကျမကြီးပညာရေးဆိုပညာရေးအဘက်ဘက်ကနေပြီးတော့ဆက်မစီမှာလာပြီးတော့အနံလို့ရပါတယ်ရှင်ပြီးရင်ဆက်မစီမှာပေါ့နော်ပီရရင်မွေးလေးလည်းရှိပါတယ်ရှင်ကျမရဲ့ပီရရင်မွေးလေးကလူချစ်လူခင်ပေါများတဲ့ပီရရင်မွေးလေးဖြစ်ပါတယ်ရှင်ဟိုကိုကဘယ်တစ်ချက်ညာတစ်ချက်အထက်လူကြီးနဲ့အစဉ်ပြေအောင်လို့သမက်ကင်သမက်ရဲ့အစဉ်ပြေအောင်ကိုပြောသမက်ရဲ့အရာရောက်အောင်ကိုရောင်းထွက်ခြင်းနဲ့ပစ္စည်းတွေရှိရင်၃ချက် ဖမ်းပြီးတော့ဗောနော်ရောင်းပေးပါတကယ်ကိုရောင်းထွက်စီတွေရေမွေးလေးပဲဖြစ်ပါတယ်ရှင့်စမစီမှာဆေးဖြောင်းနိုင်ဝင်ခြင်းတဲ့သူတွေအတွက်ဗောနော်တစ်ခါသွင်းရင်၃တိုင်းရွှေငွေအစိမ့်ဗောနော်အစိမ့်ကစီးပွားရေးငွေကကြတော့ငွေကြီးဗောနော်ရွှေကကြတော့ရွှေဝင်အောင်ဗောစမကတစ်ခါသွင်းရင်၃တိုင်းဗောနော်တလားစာစမလေးစီမှာလာရောက်ပြီးတော့မှာယူလို့ရပါရှင့်တကယ်ဒါဆိုရင်စမရဲ့ဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော်စမကိုကြည့်ရှုနေတဲ့ခွန်ရသားသမီးများအလုံးပန်းလူမွေးရေလိုအေးချမ်းကြပါစေနေ့ရက်တိုင်းနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုများရရှိပြီးတော့ တတိတတိမာကြီးတွေဖြစ်ပါစေလို့ဆံမလေးကဆုတောင်းမြတ်တာပို့တာပါတယ်ရှင်အားလုံးပဲကျေးဇူးထူးတင်ပါတယ်ရှင်